ဂရိုနင်တို့ကိုးခွဲတယ်နဂရိုသူတို့တွေအမှန်လေးပြောချင်တယ်ဆိုတေချာလေးလာအမယ်ပြောချင်ရင်တေချာလေးလာမယ်နဂရိုကိုးခွဲတာမဟုတ်ဘူးနဂရိုကနတ်နဲ့အလှရှင်တဲ့ဂျားထဲမှာအောင်သွယ်တော်ဖိုးရွှေလာမင်းကြီးလှုပ်ပေးတာနတ်ကတော်ကနေပြီးတော့ဂျားရီကနေတော့အောင်ဆွဲလှုပ်ပေးတာမြားနတ်မောင်လေးလှုပ်ပေးတာနတ်ဒီကကြတယ်နတ်ဘွဲတွေကကြတယ်အဲ့ပတ်စံတွေကနတ်ကတော်ကိုပေးတာမဟုတ်နတ်အတွက်ပေးတာကိုတို့ကလည်းနတ်အတွက်ပြန်အသုံးချရတယ် နတ်ကတော်ကလိန်တာမဟုတ်ဘူးနတ်ကတော်လာပြီးလိန်ကြတာနော်အများကြီးပဲအဲ့တော့လေးစင်းနေအများကြီးပဲအမလီအောင်မြောင်လှုပ်ပြီးနော်အမလီဆရာသမီးလေးလေအမေရိကသွားရရင်နော်ဆရာအောင်နော်ဘလို့ပြုစုမှာနော်ဘလို့ကတော့မှာနော်နောက်သွားလဲသွားရအောင်နောက်ပွေးလို့ဆောက်ရေးမလို့မလီလှဲ့တော်မကြီးဟယ်လိုဆိုတာနဲ့ဘာသူလဲဆိုတာပါသေးတယ်နတ်ကတော်လောက်တယ်ဆိုတင်းတင်းပဲချေချေပဲဘာလို့လဲဆိုတော့ကိုကလိန်တာမဟုတ်ကိုကလာလိန်သွားတဲ့လူတွေကြီးပဲတဲ့လားသူတို့ပြောတဲ့ဂရိအတိုင်းနာကမယ်ဆိုရင် 365ရက်တည့်ရမှာတော့မနာဘူးကာမှာ။အွန်နွေမကကျွန်တော်ငငယ်တော့ကာတယ်။အဲငငယ်လေးတွေကကာတော့နွေမဆိုတဲ့နာမည်လေးကိုတယောက်ကပေးတယ်။အဒီနာမည်လေးနဲ့ကာပါလားဗောကာလိုက်တာ။အဲ့နာမည်လေးကကာနောက်တစ်ခါပွဲတွေကျွန်တော်ကာဖို့လာလာငှားကြတယ်။ငှားလို့ရှိရင်အဲ့နွေမကိုခေါ်ပေးပါနွေမကိုခေါ်ပေးပါနွေမကိုခေါ်ပေးပါအဲ့ဒီကနေပြီးနွေမဖြစ်သွားတာ။ ိုကိုကိုနှွေမဖြစ်လို့ဖြစ်မှန်းမသိတော့ဖြစ်သွားတယ်အခုကျတော့ကိုနာမည်အရင်တော့ကိုမေ့နေတယ်နှွေမနှွေမဖြစ်နေတယ်ကိုအတိုင်းဝိုင်းနေရတယ်နှွေမဆိုတဲ့နာမည်ကိုပဲသိတယ်နာမည်အရင်ကိုမသိကြဘူးကျွန်တော်တို့ကမျိုးယိုးပေါ့အဖေကလည်းနတ်ကတော်အမေကလည်းနတ်ကတော်ဆိုတော့နတ်ကတော်ကမွေးတဲ့သူကနတ်ကတော်ဖြစ်သွားတာပေါ့လေအဲကျွန်တော်ကလည်းတားတယ်မှာအငယ်ဆုံးနောက်မိဘတွေကလည်းချစ်တယ်ကျွန်တော်လည်းဒီပေါ်မှာဝါသနာပါသည့်အတွက်ကြောင့် အဲမိဘတွေသွားတဲ့နောက်ကိုကိုကလိုက်ရတော့ဒါတွေနဲ့ဒီလုပ်ငန်းတွေညာရင်းနှီးပြီးတော့ကျွန်တော်လည်းဒီလုပ်ငန်းတွေကိုဝင်လိုက်တာပေါ့လေအဲ့လိုဖြစ်သွားတာငငယ်လေးတွေကလေဟိုဆိုင်တဲ့ဘုံနဲ့နေရတာဆိုတော့ဖေဖေတို့ကအမြဲကနေရတော့၃နှစ်ဆိုကလေးလေးပေါ့ခြားချင်းကလေးတွေအဲ့လိုကကခုံတာပေါ့နော်ကကုံဘယ်နေရာမှာထဲထဲဝင်နေလဲဆိုတော့၈နှစ်လောက်မှအဲ့စပြီးတော့အဲ့လိုပေါ့မမနဲ့လေးပေါ့နော်အဲ့ရနေစပြီးကတော့တာပဲတကယ်တော့လေကို့အဖေအမေကနတ်ကတော်ခေါင်းဆောင်ကနာစီမှုလို့ ဒီလိုမျိုးပဲကိုသားလေးကိုပွဲထုတ်တာပါဟိုဆရာဒီနေတာသွားမယ်ဆိုလို့ရှိရင်အရန်ငယ်လုံးရင်ပွဲမထုတ်သေးဘူးလေနည်းနည်းလေးအရွယ်ရမှထုတ်တာအကိုကြတော့ငငယ်လေးလေးကနေပြီးတော့ပွဲထုတ်ခံရတယ်ဆိုတာအဖေအမေရဲ့သားဖြစ်နေတာကိုသားအရင်ဖြစ်တော့အဖေတွေကပံ့ပိုးပေးတဲ့သဘောပါဟုတ်နတ်ကတော်ဖြစ်ဖို့ဆိုတာကတော့တော်တော်လေးကိုခက်ခဲပါတယ်လူတွေအမြင်မှာတော့အမလေးနတ်ကတော်ပဲအဲဒါတွေကအကြောင်းမဟုတ်ပါဘူးဘာဖြစ်တယ်ညပြောပြောကြတာပေါ့သူတို့ပြောသလိုမလွယ်ဘူး တိလာအခုဆိုနာဂရော်တို့ပို့ပြီးတိုက်ခိုက်တယ်တိုက်ခိုက်လိုက်တာမှပြောမနေနဲ့ဒါပေမဲ့ဒီဟာတွေကိုဘာတခုမှပြန်ပြီးမတုံ့ပြန်ဘူးတုံ့ပြန်စရာအကြောင်းလည်းမရှိဘူးတိလာသူတို့ပြောတယ်လို့သူတို့ဖြစ်ချင်တယ်လို့တို့တွေကမဖြစ်ဘူးလေ တို့ကကိုဟာနဲ့ကိုစီးနဲ့ကန်းနဲ့ဘောင်းနဲ့ကလနာနဲ့မိနဲ့ဖနဲ့အတိုင်းဝိုင်းနဲ့တင်နှောင်းတင်တယ်နေနိုင်တယ်တင်နှောင်းတင်တယ်နေတယ်ဆိုတာကကျမ်းမှာချမ်းသာတာကိုပြောတာမဟုတ်ဘူးစီကန်းရှိတာကိုပြောတာနော်စီကန်းရှိတာရဲ့ဗယံပဒါမလုတ်တာကိုပြောတာတင်နှောင်းတင်တယ်နေနိုင်တယ်အကြောင်းမလို့ဘသူတွေဘာပြောပြောဘသူတွေဘာပြောပြောဘသူတွေဘာဆိုဆိုဂယုကိုမဆိုင်တာအဲ့အချိန်မှာသူပြောကြလိမ့်မယ်ဘာဖြစ်တဲ့ညာဖြစ်လဲပြောပါစေအဲ့ဒါကြီးလည်းမရှင်းဘူးဘာလို့လဲဆိုတော့ အချိန်ကသူ့ဘာသူအဖြေပေးသွားလိမ့်မယ်အချိန်ကအဖြေပေးသွားလိမ့်မယ်နော်တချို့တွေပြောကြတယ်နဂရိုလ်နည်းမျိုးကိုးကွယ်တယ်နဂရိုလ်သူတို့တွေအမှန်လေးပြောချင်နေဆိုတေချာလေးလာရမယ်ပြောချင်ရင်တေချာလေးလာနဂရိုလ်ကိုးကွယ်တာမဟုတ်ဘူးနဂရိုလ်ကနတ်နဲ့အလှူရှင်တဲ့ဂျားထဲမှာအောင်သွဲတော်ဖိုးရွှေလာမင်းကြီးလှုပ်ပေးတာ ဩဒီသားသမီးတွေအစီအပြောင်မလိုက်ပါနဲ့ကြည့်ရဲစောင်းရှောက်လိုက်ပါနဲ့ကြည့်ရဲဆိုနတ်ကတော်ကနေပြီးတော့ဂျားရီကနေတော့အောင်ဆွဲလှုပ်ပေးတာမြားနတ်မောင်လေးလှုပ်ပေးတာအောင်မြင်သွားတယ်အောင်မြင်သွားတော့အလှူဒီအလှူရှင်တွေကနတ်ဒီကကြတယ်နတ်ဘွဲတွေကကြတယ်အဲ့ပတ်စံတွေကနတ်ကတော်ကိုပေးတာမဟုတ်နတ်အတွက်ပေးတာကိုတို့ကလည်းနတ်အတွက်ပြန်အသုံးချရတယ်နတ်နတ်အတွက်ပြန်အသုံးချရတယ်အဲ့ဒါလူတွေကမလီနတ်ကတော်ကိုကိုးခွေတယ်အဲ့လိုပြောချင်တယ်ဆိုရင်လေ့လာပါ ပြောချင်နေဆိုရင်လေ့လာတကယ်အခုဥစားတွေကဗယံပဒါတွေပေါ့ဒီတချို့ကြတော့ဟိုတိုက်တာတိုက်ခိုက်နေတယ်ဟိုသူတို့ဖြစ်ချင်တာကိုပဲပြောနေတာဇင်းမြစ်ကိုမတိတဲ့အတွက်ကြောင့်စကားတွေဟာနေတယ်ဟာနေတယ်အလကားမှာတချို့ကြတော့လေမနာလိုစိတ်နဲ့တိုက်ခိုက်နေတာလုံးစီပတ်စီမရှိဘူးနဂရောဖြစ်ပြီးတော့ဟမ်အိုးနဲ့အိမ်နဲ့တိုက်နဲ့ကားနဲ့လူကအိုးမရှိအိမ်မရှိနဂရောသွားကိုးကွယ်တယ်အဲ့စကားတွေလည်းရှိတယ်ကြီးစရာကြီးနော် နတ်ကတော့အိုးမရှိအိမ်မရှိဘူးလို့ဘယ်သူပြောလဲမရှိတဲ့လူလည်းရှိမှာပေါ့နော်ရှိတဲ့လူလည်းရှိတာဒါလောကတိုင်းမှာနတ်ကတော့မဟုတ်ဘူးလောကတိုင်းမှာရှိတယ်နတ်ကတော့ကြာမှာပြောချင်နေကြတာလေနတ်ကတော့ကြာမှာပြောချင်နေကြတာအဲအဲ့အရမ်းမျိုးလေးတွေပေါ့ငါသားရဲ့ဒါပေမဲ့နတ်ဘူးသောအခါမှာနတ်ဆိုတာဝင်းစိဝင်လာပြီးဒုံးကနေဝင်လာပြီးတော့သူ့ကိုပြောနေညာတိနေတယ်နတ်ဆိုတာတကုံလုံးစစ်ပြီးလူစိတ်ပြောက်သွားတာမဟုတ်နတ်စည်းတယ်ဆိုတာလူစိတ်ပြောက်သွားတာမဟုတ်ဘူး ဟာလာနတ်ကစီးနေပြီအခုမောင်ဖြူကိုပြောဆိုတိနေတယ်ထွက်တဲ့ဇကားကမင်းတို့တွေအခုဝတ်ချံသာသာလောက်အိမ်မှာမြောက်ခမအိမ်မှာအဖီဆွဲပြီးနေနေရတယ်ဒီဘဝကနေကျွတ်ပြီးတော့ရွှေနန်းတော်တမျှတိုက်ကြီးမစားပေးမကျင်နာဘူးလားမလိုချင်ဘူးလားဟာလိုချင်တာပေါ့ကျင်နာတာပေါ့အမေလေးအဲ့ချိန်မှာပျော်သွားတဲ့မြေမျက်လုံးနဲ့ကမျက်ရည်ကစိမ့်စိမ့်ရောင်လိုပဲတောက်ပနေတယ်ဖျက်ဖျက်ခါနေတယ်သူတို့ပြီးလဲပြီးတော့ တနှစ်လောက်တည်းကြာလဲကြာအောင်တရင်ကြာတော့တာပဲဟဲသူတို့တွေများတိုက်ကြီးကိုစပယ်ရှယ်အကြီးစောက်လိုက်ပြီကြားတယ်အဲ့တော့နတ်ပူတော့ဘာပြောခဲ့လဲဆိုတော့နင်တို့တွေအဲ့လိုမျိုးအိမ်ကောင်းအိုးကောင်းထိုက်တိုက်တန်တန်ဒီသခင်တွေကမြောက်စားပေးရင်နင်တို့နတ်ကိုကျေးဇူးဆက်တဲ့အနေနဲ့နကနကနာဘွယ်ကမလားလို့မေးလိုက်တဲ့အခါမှာဟာနကနာဘွယ်တပွဲမဟုတ်ငါးဘွယ်ကမယ်ဘယ်နေရာမှာကမလဲကြိုက်တဲ့နေရာကိုသွား ဘလောက်ပေးရမလဲကြိုက်တလောက်တန်းရှူးရှူးဝေးနေတာပဲစီဝါဖြစ်သွားအောင်အောင်မြင်သွားအောင်အောင်မြင်တော့ကိုကလည်းကို့အလှည့်ပြန်ဖြစ်သွားပြီလေမြှော်ရတာပေါ့နော်ဟဲ့ငါချီဖုံးဆက်မလားလူများလာမလားပေါ့လူလဲမလာဘူးဖုံးလဲမဆက်ဘူးတနေသောကာလကြီးမှာတယောက်သောသူကရောက်လာတယ်သူတို့ရဲ့မျက်နှာမှောက်ပေါ့အင်းကတော့စောက်ပြီးသွားပြီတဲ့နတ်တင်ခြင်းလို့တော့ပြောတယ်တဲ့နတ်တင်မလို့လာခေါ်တာတဲ့အော်အေးအေးအေးဘလို့စကားလဲပေါ့။ तू ကနကနာဝဲပေးရမှာ။ဘာလို့နဲ့တင်မှာဖြစ်တာလဲပေါ့။ကဲကဲခွေရောက်မှာ။ မေးမယ်ပေါ့လိုက်သွားလိုက်တယ်တိုးတိုးပြောမယ်ဟဲ့ကဲညို့နတ်ပြောသလိုပဲညို့တွေဟမ်ဘာမှမရှိတဲ့ဇီရိုဘဝနေပြီးတော့အခုဂရေဂရေကျွယ်ဘဝဖြစ်သွားပြီဟမ်နတ်ကမလိုက်ပြီနတ်ဘွဲကမယ်ဆိုအကိုတဲ့ဒီလိုရှိတယ်တဲ့နတ်ဘွဲကတာကိုကျမယောက်ျားမကြိုက်ဘူးတဲ့ယောက်ျားပါလာပြီပထမတော့ကတော့ယောက်ျားမပါဘူးအမလီနတ်ဘွဲငါဘွဲကမယ်လို့ပြောထားတာ ਉਹ ကျမတို့နတ်ဘွဲတော့မကတော့ဘူးဒါပေမဲ့နတ်ကို ကျမတို့ဒီပွဲလေးထိုးပြီးတော့တောင်းပန်လိုက်မယ်အဲ့လိုရလားကိုကပြန်ပေးလိုက်အဲ့လိုရလားဆိုတော့အဲ့လိုပဲကျမတို့လှုပ်ပေးပါရတယ်ရတယ်နကနာပွဲပေးတယ်ဆိုတော့ပဆိုင်လည်းငါကဒါတွေကိုယူပြီးတော့ငါကကိုရေးကိုတာတုံးတာလည်းမဟုတ်ဘူးနပွဲရဲ့ဝေယဝစ္စတွေကိုတုံးပြီးတော့နပွဲပေးနပွဲကရမှာနင်တို့နကနာပွဲမပေးချင်ဘူးဆိုလည်းရတယ်မပေးနဲ့နော်နင်တို့စိတ်ကလက်ပြတန့်နေလက်ပြလုံနေဆိုမကနဲ့ ရတယ်ဆိုပြီးတော့သူတင်မြောက်ပေးလိုက်တယ်ကိုလည်းပြုံးပြုံးရှင်းရှင်းနဲ့ပြန်လာလိုက်တယ်သုံးနှစ်လောက်လဲကြာလဲကြာတော့တခါပြန်တွေ့တယ်အဲ့ကောင်မလေးကိုအရင်တော့သူတို့အောင်မြင်တဲ့အချိန်မှာတဲဘွားကနေပြီးတော့ရွှေနန်းတော်တိုက်ကြီးနဲ့နေရတဲ့အချိန်မှာသူ့ရဲ့ထမင်ကိုပစ်လိုက်ရင်ဝိုင်းဖမ်းမဲ့လူက900လောက်ရှိတယ်သူထမင်ကိုရှော်ပေးဖို့ဖားကြတာဖားကြတာနော်ချွေရန်သိမင်းနေနဲ့ဖားကြတာ900လောက်ရှိတယ်တကယ်တကယ်အဖြစ်ပြက်တယ်ပါ900လောက်ရှိတယ် အဲ့ကမာလီယာနေပြီးတော့ဘဝတွေပြက်လဲပြီးလဲပြီးတော့အကိုရဲ့ဟိုအကိုအကိုမှာဟိုဘက်မှာအိမ်ကျလုံးရှိသေးတယ်အဲ့ဒီအိမ်ရှိမှာလာပြီးတော့ဒီကမာလီကိုမြင်မှုလိုက်တာဒီကမာလီကိုမြင်မှုလိုက်ကြကြည့်လိုက်တော့အဲ့ဒီအိမ်မှာအိမ်ပေါ်လာလှုပ်နေရတယ်တထေးမာလီကအိမ်ပေါ်လာလှုပ်နေရတယ်ပြောချင်တာဘာလဲဆိုတော့နတ်နဲ့နဂါမှလဲစားနေဆိုတဲ့အခြေအရှိတယ်သိလားလှုပ်ချင်မှလှုပ်မလှုပ်ချင်နေဟေးကကိုကရမယ်ဆိုတော့ဘယ်သူမှလိုက်မပြောဘူးအကူတို့ကလေ ကားကားရမယ်လို့ဘယ်သူမှလိုက်မပြောနှက်တင်ရမယ်လို့ဘယ်သူမှလိုက်မပြောပြောတဲ့လူတိုင်းကိုလေအောင်မြင်မယ်အောင်မြင်မှလုံမအောင်မြင်ရေတော်မတိုက်နဲ့ဆိုပြီးဒီလိုပြောခဲ့တာအခုကြည်စမ်းဘဝပါပြတ်သွားတယ်နဂရောကလိန်တာမဟုတ်ဘူးနဂရောလာပြီးလိန်ကြတာ နော် အများကြီးပဲအဲ့လိုလေးစင်းနေအများကြီးပဲအမလီအောင်မြောင်လုပ်ပြီးနော်အမလီဆရာသမီးလေးလေအမေရိကသွားရရင်နော်ဆရာအောင်နော်ဘလို့ပြုစုမှာနော်ဘလို့ကတော့မှာနော်နောက်သွားလဲသွားရအောင်နောက်ဝေးလို့ဆောက်ရေးမလုပ်မလီလှဲ့တော်မကြည့်ဟယ်လိုဆိုတာနဲ့ဘသူလဲဆိုတာပါသေးတယ်ကိုကလည်းနည်းနည်းဟိုနေ့ဖြစ်ကြလို့ဆိုဟဲ့မဆက်ဘူးဟဲ့လို့အမ်သူတို့အလှဲ့လဲကြုံလဲကြုံလာအောင်ဆရာနေကောင်းလားမဆရာသမီးလေအမေရိကမှာဘာဖြစ်လို့ညာဖြစ်လို့အဲ့ဒါဆရာရဲ့အဲ့ဒါလေးလုတ်ပေးပါအောင်ကိုကြီးမသူတို့လိုလာတော့အဲ့လိုလုတ်တယ်တိလားရမို့နဂရောက နတ်ကတော်လောက်ရဆိုတင်းတင်းပဲခြေခြေပဲဘာလို့လဲဆိုတော့ကိုကလိန်တော်ကိုကိုလာလိန်သွားတဲ့လူတွေကြီးပဲတဲ့လားသူတို့ပြောတဲ့ဂရိအတိုင်းနာကမယ်ဆိုရင်365ရက်တည့်ရမှာတော့မနာဘူးကာမှာအမလီပြီးလဲပြီးတော့ပတ်စံရသွားရင်အိတ်အိတ်ပိန်တော့စိတ်ငြိမ်နေအိတ်ဖောင်းတော့စိတ်ပြောင်းသွားတယ်မရခင်တမျိုးရတော့တမျိုးမရခင်တော့အမလီအမေကေပါအဘကေပါရလဲရအောင်တမီးကမကြိုက်ဘူးအဲမိမကမကြိုက်ဘူးအမျိုးမျိုးတွေကြုံရတယ်သူကအလင်ခံနေရတာ ရမို့နတ်ကတကယ်စီးတာလားတကယ်စီးတာပါဘယ်ကိုစီးတာလဲဆိုတော့ဒီနှုတ်ကိုစီးပါတယ်မျက်လုံးကိုစီးတယ်တစ်ခါကျလို့ရှိရင်မြင်တဲ့လူလှမ်းခေါ်လဲလာအောင်လာအောင်ဆိုတော့ဟိုကလည်းဝင်ရမလို့လွတ်ထွက်မလို့ဟဲ့လာအောင်ဘယ်ကဲသူပဲချမ်းသာတောက်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 လို့ပြောလိုက်ကြသူနဲ့ကိုနေကဘလို့မှလက်မဆောက်သူနေတာတနေရာကိုနေတာတမျိုးနော်သူ့ကိုပြောလိုက်တဲ့အခါမှာအဆက်ပြီးတော့ထိုင်ကိုတဲ့သူလည်းရှိတယ်အဲ့စကားလေးတမှန်ပြီးတော့တိန်လုံးကိုခေါ်လာတဲ့လူလည်းရှိတယ်။ငါတို့တွေဒါလေးဒါလေးတွေလုံမယ်။အော်လုံရင်းတန်းလန့်နဲ့အောင်မြင်သွားတဲ့သူလည်းရှိတယ်။အဲ့လိုလူလည်းအများကြီးပဲ ဲ့လိုသူတို့လည်းအများကြီးပဲနှက်ကတကယ်စီးပါတယ်နှုတ်ကိုစီးပါတယ်ကတာကတော့အကွာကတဲ့လို့နှက်ကတော့ဒီကကတဲ့လို့အလှပြင်တာကတော့နှက်ကြက်တည်းရှိအောင်နော်နှက်ဆိုတာလှရမယ်လေပျော်ပျော်လေးလေးရှိရမယ်လှလှပပဖြစ်ရမယ်ဒါမင်းမြောက်တန်စာတွေဝစ်စင်ပြီးတော့နော်လှပအောင်နှက်ကနှက်ကတော့ကလှုပ်တာပါဟောတာကတော့နှုတ်ကပဲဟောတာပါဟိုမမြဲခြင်းတရားတွေကိုလည်းတိထားဖို့လိုတယ်နော်အယူဆိုတဲ့တရားကိုလည်းတိထားဖို့လိုပါတယ်အခုတက်လာမယ့်ကလေးတွေကိုလည်း လိုက်လိုက်လဲလဲကြိုးစိုးပါတယ်လိုအပ်တာရှိရင်လဲလာမေးနော်လာစီးဘူးပါငွေနဲ့ကြေးနဲ့မတိုက်နိုင်ပေမဲ့ကိုတင်ယူထားတဲ့ပညာတွေကိုနှစ်ပေါင်း90လောက်ရှာဖွေထားတဲ့အတွေ့အကြုံဘူးတုဒ္ဒတွေကိုပြန်ပြီးတော့ဝင်ငါပေးပါမယ်အားလုံးကျမ်းမှချမ်းသာပါစေလို့